အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်ပါသလားအဲ့ဒါဆိုလို့ရှိရင်တော့အခုပြောပြမယ် mindset တစ်ခုမဖြစ်မနေကိုယ်မှာရှိကိုရှိရပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ mindset အရင်တုန်းကမရှိခဲ့ဘူးမရှိတဲ့အခါမှာကျွန်တော်ရေလုံကအောင်မြင်မှုလဲအားနေတယ်เนาะပြဿနာတွေဖြစ်လာတိုင်းအခက်အခဲတွေကြုံလာတိုင်းကျွန်တော်ကိုယ်တိုင်စိတ်ညစ်တဲ့စိတ်တက်ကြရတယ်ဟာရောင်းအားတွေမကောင်းဘူးဆိုလို့ရှိရင်လည်းအားလုံးကိုမကြည်မနှက်ဖြစ်တယ်လူတွေကိုလိုက်ပြီးတော့မှ blame တယ်လူတွေကိုလိုက်ပြီးတော့မှပြဿနာရှာတယ် ါပေမဲ့ကျွန်တော်အဲ့ဒီ mindset ကိုတိပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်အဲ့ဒီ mindset နဲ့နေတဲ့အခါမှာသူတို့ရဲ့လုပ်ငန်းကအောင်မြင်မှုတွေရလာတယ်เนาะဝင်ငွေတွေကောင်းလာတယ်ကိုကိုယ်တိုင်လည်းစိတ်ချမ်းသာလာတယ်ပျော်ရွှင်လာတယ်အဲ့တော့ဂွာအောင်မှာရှိတဲ့အောင်မြင်နေတဲ့လုပ်ငန်းရှင်တိုင်းလည်းအဲ့ဒီ mindset သူတို့စီမှာမဖြစ်မနေရှိကိုရှိနေတယ်အဲ့တော့အဲ့ဒီ mindset ကပါလဲဆိုတော့ကျွန်တော်တို့ extreme ownership mindset လို့ခေါ်ပါတယ်เนาะ extreme ownership mindset ဆိုတာကပါလဲဆိုတော့ကျွန်တော်တို့ တာဝန်ယူတာပါနော်တာဝန်ယူခြင်းပါတာဝန်ယူတာကိုမှကျွန်တော်တို့ကအပြစ်အဝတာဝန်ယူတာအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှကိုယ်တာဝန်အပြစ်အဝယူထားတာအဲ့တော့ရောင်းအားတွေကြတယ်အဲ့တော့ရောင်းအားတွေကြတော့တခြားသူတွေကဟလာဈေးတွေရှော့ရောင်းနေရလားတခြားသူတွေကဘလို့ရောင်းနေလို့ဖြစ်နေရလဲဆိုပြီးတော့မှတခြားသူတွေကို blame နေရတဲ့စာလို့ရှိရင် ownership mindset united တော့ဘာဖြစ်သွားလဲဆိုတော့အော်ငားဆိုင်ကငားလုပ်ငန်းကရောင်းအားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲကျွန်တော်တို့စဉ်းစားတော့တယ်ဝန်ထမ်းတွေကနော်ဝန်ထမ်းတွေကမစ조사ကြဘူးဝန်ထမ်းတွေကကိုယ့်အလုပ်ကိုပြင်းပြအောင်မလုပ်ဘူးနော်အဲ့တော့အလုပ်ကိုအလုံးနဲ့ထူအောင်မလုပ်ဘူးဆိုလို့ရှိရင်လေအဲ့တော့ ownership mindset နဲ့တော့ရအောင်အဲ့တော့ဝန်ထမ်းတွေအဲ့လိုဖြစ်နေတာဘယ်သူကြောင့်လဲကိုကြောင့်မလို့နော်ကိုကသူတို့ guideline မပေးတဲ့လို့ကိုကသူ့ကို inspiration မလုပ်နိုင်လို့သူတို့အဲ့လိုနေနေကြတာ နော်အဲ့လိုပဲအတော့ကျွန်တော်တို့ customer service မကောင်းဘူးကိုယ့်ရဲ့လုပ်ငန်းကဘာလို့ကြောင်လဲကိုယ့်ကြောင်ကိုယ်ကိုယ်တိုင်တောင်းယူရမှာတောင်းယူပြီးတော့မှကိုယ့်ရဲ့ဝန်ထမ်းတွေ customer service ကောင်းအောင်ဘယ်လိုလုပ်ပြရမလဲဘယ်လို train ရမလဲနော်အဲ့လိုပဲ네ပေအသီးသီးမှာနော်ကျွန်တော်တို့ရဲ့လုပ်ငန်း네ပေအသီးသီးမှာကျွန်တော်တို့ကလုပ်ငန်းရှင်တယောက်အနေနဲ့ ownership view တောင်းယူလိုက်ပြီဆိုလို့ရှိရင်တော့ကိုကလှုပ်ရှားတွေအများကြီးပေါ်လာမယ်လှုပ်ရှားတွေအများကြီးပေါ်လာတဲ့အတိုင်းသာလုပ်မယ်ဆိုလို့ရှိရင်တော့ ကိုကိုတိုင်နဲ့စိတ်အေးချမ်းမယ်နောက်ဘက်မှာကိုယ့်ရဲ့လုပ်ငန်းကလည်းအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်မယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့တို့ရဲ့လုပ်ငန်းရှင်တွေဒီလေခုနပြောတဲ့ extreme ownership mindset ကိုယူပါဒါဆိုလို့ရှိရင်တော့ကိုကိုတိုင်ကလည်းအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်မယ်ကိုယ့်ရဲ့လုပ်ငန်းကလည်းအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အကျိုးတစုံတရာရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲကွန်မန့်မှာ yes တွေရေးပေးပါဒီဗီဒီယိုဆုံးဖြောင်းကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါငှက်ရှိသောနေ့တစ်ဖြစ်ပါစေ